အင်းကအင်းကဘေဘီလေးနာမည်ကိုပေးထားတာအင်းကဘေဘီလေးနာအညူလေးတတိနာမည်ဒီကားမှာအညူပုံအင်းကပူတယ်လေးပူတယ်လေးနာမည်လေးခွေးလေးနာမည်ခွေးလေးနာမည်အညူ तू ကအင်းနိုဆန်လေးပေါ့ဒီကားမှာတော့အမတန်ယူသားတဲ့ကလေးမလေးစင်းရဲတယ်ကုံကားမောင်းတဲ့သူတွေဝင်စားတဲ့ထမင်းဆိုင်ကဆိုင်သေးသေးလေးကကောက်ပါလေးပေါ့ဒါရုပ်ရှင်ကားကြီးမှာဒါပထမဆုံးအဲ့ဒါအဖြစ်နဲ့ပါဝင်ရတာပေါ့အဲ့ဒါလည်းဥက္ကလိုက်ငှားတာမဟုတ်ဘူး ဥက္ကလာဒီ new ဆိုရဲ innocent ဖြစ်မဲ့ကောင်မလေး character ရှိရဆို producer ရဲ့ recommend နဲ့ခေါ်ပြတာဥက္ကလာဥက္ကလာသမီးကိုရိုက်ပါလားတော့တားကိုရိုက်ပါလားဘယ်တော့မှမပြောဘူးဥက္ကလာရဲ့စိတ်နဲ့ဆိုသူတို့နဲ့တစ်လုံးစုံမှာမဟုတ်ဘူးမဟုတ်မကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးမျိုးခေါ်တယ်လို့ဖြစ်မှာဆိုတာဒီနေ့ဒီစကားလေးကအချစ်တဆုံးလူသားပေါ့နော်စကားလေးက မင်းကိုဆိုရဲ့ဇလန်းဇန်ညွန့်ပေါ့အာထောင်းတိုင်းကလန်မင်းကိုဆိုရဲ့ဇလေးကိုကြိုက်တော့အဲဝယ်တယ်ဝယ်ပြီးတော့ကလန်ပြင်ကျင်နာလေးတွေပြောကျင်နာလေးတွေအကုန်လုံးညှိလိုက်တယ်ပေါ့ညှိလို့အဆင်ပြေတယ်အဆင်ပြေရနဲ့သူ့ကိုပဲဇန်ညွန့်ရေးခိုင်းလိုက်တယ်ဒါတော့ပရိုဂျူဆာကတော့အခုထုတ်လုပ်သွားတော့အခုဒီပရိုဒက်ရှင်ကအစ်စ်ပေါ့နော်ပရိုဒက်ရှင်အစ်စ်ပေါ့အဲအဲအဲပရိုဒက်ရှင်ကနေပြီးတော့ရိုက်မယ်ဆိုတော့ဟိုဒီကမှ DOB က၃ပေါင်ပေါ့ တုံးပေါ်ကအဲ့ဒီ production မှာသူကဟိုပါဟို organize လုပ်နေတာဆိုတော့လေသူကသူခေါ်လာတာပေါ့နော်သူလက်နဲ့ရိုက်ချင်တယ်ဆိုပြီးတော့အဓိကတော့သူနဲ့ချောရနာနဲ့ပေါ့ချောရနာရဲ့တငယ်ချင်းပေါ့မတဲရအာရင်းတော့ cherry fan ငါအဲ့ဒါသူလုပ်မယ်ဆိုတော့စကားပြောကြရတယ်ဥလိုက်မှာဒီစက်ကလေးရှိတယ်လို့ပြောလိုက်တော့သူကသဘောကျဆိုနေရိုက်ဖြစ်သွားတာစက်ကလေးကဆန်းတယ်စက်ကလေးဆန်းတယ်မင်းသားတစ်ယောက်ပေါ့မင်းသမီးက9ယောက်စသိမ်းမှဝင်လာမယ်2ယောက်လို့ဆိုမင်းသမီး6ယောက်ပေါ့ အင်းချောအချစ်တဆုံးလူသားပေါ့ရန်ချစ်တတဲ့ရန်ချစ်တတဲ့ကောင်လေးပေါ့မချော6ရောက်နနာတရားဖြစ်လာဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးကျွန်တော် supporting idea တွေတိတ်အများကြီးမပါကျွန်တော်ပါမယ်တွက်လက်ပါမယ်မက်ဂွန်ပါမယ်ပြီးရင်ကျွန်တော်တွေအေးအောင်ပါမယ်နောက်ဟိုအားတွေကကျတော့ကျွန်တော်တို့ချို့အားတွေဟို daily idea တွေများတာသူကသူသူတမျိုးမှတစ်ခါဖြစ်ဖြစ်သွားတယ်တမျိုးတနေစီမှဖြစ်ဖြစ်သွားတယ်ဖြစ်ဖြစ်တယ်ဆိုတော့အော်ကန်ဖရိုက်အိုက်တာနဲရပါတော့ဒါအဲ့လိုတကယ်ရရှိနေအမြင့်ရှိတာရှိအော်ဟုတ်တယ်နော် ရှိရဟာမီးရင်ရှင် production ပေါ့နော်အာတဲတဲလေးကဒီကားထဲမှာအင်းကဟိုဟာလေဟိုအင်းကအင်းက baby လေးနာမည်ကိုပေးထားတာအင်းက baby လေးနာအညူလေးတဲတဲနာမည်ဒီကားမှာအညူပုံအင်းကပူတယ်လေးပူတယ်လေးနာမည်လေးဖွေးလေးနာမည်ဖွေးလေးနာမည်အညူ तू က innocent လေးပေါ့ဒီကားထဲမှာတော့အမှန်တန်ယူသားတဲ့ကလေးမလေးစင်းရဲတယ်ကုံက မောင်းတဲ့သူတွေဝင်စားတဲ့ထမင်းဆိုင်ကဆိုင်သေးသေးလေးကကောက်မာလေးပေါ့အဲအမှတာရုံနဲ့သူတန်ရုံစဉ်ဖြစ်တယ်ပေါ့အဲ့လိုလေးသူကရီတာသူကတော့ဟာဟိုဒရမာဘက်ကိုသွားတယ်ကျွန်တဲ့သူတွေကတော့ကောမဒီသွားတယ်အဲ့လို action ဘက်သွားတယ်အဲ့မျိုးတယောက်တယောက်မတူမင်းသမီးကရီတာတွေမတူကြအောင်အဲ့ရညူလေးကိုချစ်လို့လေလက်ကားပြန်လာဇကားထဲမှာတွေကဒီကားနာမည်ကဟာစိမ့်နဲ့ညူပြာဆိုတဲ့ကောက်မာလေး၄ရောက်ပေါ့ အဲအဲစိတ်လက်ညူပြရဲ့ပြီးတော့မှဒီမင်းသားမှာရှိတဲ့ဒီတက်တူက definition ကိုတယောက်ပြီးတယောက်ဖွင့်ဆိုတာပေါ့စိတ်ရပါလဲညူရပါလဲလက်ရပါလဲပြရပါလဲပေါ့အဲအဲစိတ်လက်ရဲမှာတော့အကောင်းမင်းကြီးအကုန်လုံးကတော့မျှပါတာနဲ့အာကိုရင်ကတော့နည်းနည်းပို့ပြီးတော့ပို့ပြီးတော့စမ်းတယ်ကိုရင်ကာရက်တာတော့ချောရတနာကာရက်တာတော့ပို့ပြီးစမ်းတယ်သူကယုံယုံအေးအေးငတုံးမကြီး ါပဲနဲ့ရှက်ပြရှက်ပြနိုင်တယ်ရိုးတဲ့အေးတဲ့ရှက်ပြရှက်ပြနိုင်တယ်သူ့ပုံစံပူပူပြီးတော့သူကသူကတော့အဲဟိုအလုံးနဲ့မှလည်းမင်းသမီးအကြီးဆိုတော့သူ့ကိုနည်းနည်းလေးပို့ပြီးတော့အသက်ကြီးပေးပါလို့ပြောတော့သူ့ကိုတော့နည်းနည်းလက်ရှိရှီရင်စဲအသက်ထည်နည်းနည်းလေးပို့ပြီးတော့အိုအောင်တော့လုတ်လုတ်ခိုင်းထားတာပေါ့နော်အဲ့လိုတော့မဟုတ်ပါဘူးငိုတဲ့ကသူနဲ့လိုက်လို့ဆိုပြီးတော့နန့်ကအာနည်းနည်းအတ္တကြီးတဲ့အထဲမှာပါတယ်အဲ့ဒါကြီးဆိုခုလိုမျိုးပြောတာမဟုတ်ခုအနုပညာအတ္တကြီးရဲ့အထဲမှာပါတယ်ခုနကကိုစိတ်ကြိုက် ပုံဖော်တယ်ဒီလိုက်တဲ့ character ဆိုလို့ရှိရင်လည်းလိုက်တဲ့ idea ကိုပဲခေါ်တယ်မလိုက်တဲ့ character ကိုဥက္ကံဇွတ်မရိုက်ဘူးအာလိုက်တဲ့သူကိုပဲပေးတယ်မင်းသားဆိုလည်းမင်းသားနဲ့လိုက်တဲ့ဒီမင်းသားနဲ့လိုက်တဲ့ဆိုဒီမင်းသားနဲ့ပဲသုံးတယ်အဲ့လိုဇွတ်မလုပ်ဘူးနှစ်ကားနှစ်ကားပေါ့ရှင်းမှာစိုးပေဇလန်တွေလေးတစ်ခုရှိရဲကြာပြီစိုးပေကကိုပေကိုပေ first way အပီမှာ ရိုက်တာပေါ့နော်ဟုတ်တယ်အိုက်တာကတော့၃လေးကားလောက်စုံပါဒီကဒါရုပ်ရှင်ကားကြီးမှဒါပထမဆုံး အဲ့ဒါအဖြစ်နဲ့ပါဝင်ရတာပေါ့အဲ့ဒါလေဥက္ကလင်ငှားတာမဟုတ်ဘူးဥက္ကလင်ဒီ new ဆိုရဲ innocent ဖြစ်မဲ့ကောင်မလေး character ရှိရဆို producer ရဲ့ recommend နဲ့ခေါ်ပြတာဥက္ကလင်ဥက္ကလင်သမီးကိုရိုက်ပါလားတော့တားကိုရိုက်ပါလားတော့ဘယ်တော့မှမပြောဘူးဥက္ကလင်ရဲ့စိတ်နဲ့ဆိုသူတို့နဲ့တစ်သလုံးစုံမှာမဟုတ်ဘူးမဟုတ်မကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးမျိုးခေါ်တယ်လို့ဖြစ်မှာဆိုတာဒီနေရာမှာ like တဲ့သူတွေပေါ့ဥက္ကလင်ဟိုချပြလိုက်တယ်ဘယ်သူနဲ့ဘယ်သူနဲ့ဘယ်သူနဲ့ဆို like တယ်ပေါ့နော်အဲ့ဒါဆိုရင်သူတို့ choice ပါပေါ့ဆိုတော့ဒီမှာ အဲသူကကိုကိုသားသမီးမဟုတ်လို့ရှိရင်တော့တဲတဲကိုယူမိမှာပဲလေကိုသမီးဖြစ်နေတဲ့အခါကျတော့အဲ့နေရာကလေးတဲတဲကိုထည့်လိုက်ပါလားဟာဒီနေရာကိုနေရဲကိုထည့်လိုက်ပါလားဦးလိုက်အဲ့လိုပြောမှရမ်းရှက်တယ်ဘာလို့ဆိုသူတို့အတွက်လည်းမကောင်းဘူးတိတ်ခါကြတာလေဖေရေစိုးထည့်လို့ပါရတယ်ဆိုတာကျတော့သူတို့လည်းမကောင်းဘူးကုမ္ပဏီကလူလလန်းနဲ့ငှားဆိုသူတို့လည်းခုံတိတ်ခါရှိရတယ်တဲတို့ကတော့သဘောကျတယ်ဘာလို့ဆိုဟိုအဖေဟို ခင်းမိထားတဲ့လမ်းကိုလျှောက်တာတန်ကိုယ်တိုင်းစူးစမ်းလို့ရလာရလဲကြတော့ဖေတို့အနေနဲ့ပူခုံယူရတာပေါ့နော်ဟိုတာသမီးရဒီကိုရလက်ကိုသူ့ဟာနဲ့သူလျှောက်ခံပြီးနိုင်နေဆိုအဲ့ဒါပူကြိုက်တယ်လေဥက္ကလိုင်တော့လည်းဥက္ကလိုင်ပေါ်ကဥက္ကလိုင်ကိုကကိုယ်တိုင်းမစူးစမ်းပြီးတိဆောက်ခဲ့ရလေဘသူ့မှမမီခိုခဲ့ဘူးဆိုသူတို့လည်းအဲ့လိုမျိုးအမီခိုခင်းစေချင်တယ်တော့အဲ့လိုမျိုးတော့မရှိပါဘူးစိုးပိမာတော့လည်းအဲ့လိုပဲဖေနဲ့ရရတော့လည်းဟို ဲ့မှာဆို series ဆိုပို့တော်ကြာသေးရဲ့ series ဖြစ်နေရိုင်းနေနေမှာ covid ဖြစ်သွားတော့နားလိုက်ရတာပို့တော်ကြာသွားသေးရဲ့ဆို3လလောက်ရိုက်လိုက်ရတယ်ဆိုတော့လေရိုက်ကူးနေတဲ့အချိန်မှာလည်းအဆင်ပြေပြီးတော့ဟိုအတာပြင်အထက်မှာအတာလည်းပါတယ်เนาะအတာပါတော့ဟိုကို့အဖေဆိုပြီးတော့လို့အတာအနေနဲ့လည်းမဖြစ်နေရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာတော့ရိုက်ကွင်းပုံစံတိုင်းမဖြစ်သွားတာဆိုတော့ရိုက်ရိုက်ကြည့်ကြည့်ကြပါဦးမကြောက်ဘူးမကြောက်ပါဘူး ကြော်ညာပို့ဆောင်တာများခုနောက်ပိုင်းဆိုအဲ့လိုကြော်ညာလေးတွေတအားလာဆိုတော့လေကြော်ညာလေးကြော်ညာဆောင်တာများ